မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တိုင်းရင်းသားဒေသများနဲ့မြေလက်ဒေသကိုကြီးနယ်လီမှာစစ်ရှင်မြင့်စစ်ကောင်းဆောင်စီမံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးသွားတဲ့တိုင်းရင်းသားနယ်မြေများနဲ့နယ်မြေစိုးမိုးမှုမရှိတဲ့မြေလက်ဒေသမှာနယ်မြေများကိုထိန်းချုပ်မှုရရှိနိုင်ရေးတိုက်စစ်အရှင်မြင့်သွားမယ်လို့နေပြည်တော်မှာကျင်းပတဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ကပြောဆိုခဲ့ကြောင်းသိရပါတယ် ကရင်နီနယ်မြေတောင်ပိုင်းတိုင်းစစ်ဌာနချုပ်စကိုင်းတိုင်းမြေဝကျုံပေါ်နဲ့မန္တလေးတိုင်းတွင်ကြီးကျောင်းလီကျောင်းနှစ်ခုသုံးပြီးရွှေကောက်ပွဲမတိုင်းမီစက်တင်ဘာလအတွင်းတပြိုင်နက်တိုက်စစ်အရှိန်မြင့်သွားမယ်လို့စစ်ရုံးချုပ်အစည်းအဝေးရာတရားကြောင်းတပ်သတင်းအရင်းမြစ်တွေကဆိုပါရင်မေလ12ရက်နေ့ကနေပြီးတော့လက်အောက်ခံဘိုလ်ချုပ်တွင်စစ်စင်ရေးအထူးအဖွဲ့မှကာဆထမှုတွေနဲ့အစည်းအဝေးခေါ်ယူခဲ့တဲ့မေလ15ရက်ကနေ16ရက်နေ့ထိစစ်တိုင်းမှုတွေကိုနေပြီးတော့ခေါ်ပြီးစက်တိုက်အစည်းအဝေးလုပ်နေတဲ့နေရာပြောင်းလဲတွေလုပ်ဖို့ရှိတယ်လို့သတင်းအရင်းမြစ်တွေကပြောပါရင်စစ်ရေးအရှိန်မြင့်တင်မဲ့ရက်ကိုအတိအကျ သတ်မှတ်ထားပြီးစင်အင်အားလက်နက်ခံရန်ရှိခါစီဝါများစုပုံထားရှိမည်စီမံချက်တွေကိုစစ်တိုင်းမှုတွေကအခုမေလမကုန်မီစစ်ရုံးချုပ်ကိုပြန်လည်တင်ပြမှာဖြစ်ကြောင်းသိရပါတယ်စစ်ကောင်းဆောင်ကကရင်ပြည်နယ်စကိုင်းတိုင်းယခုတိုက်ပွဲပြင်းထန်နေတဲ့မြို့ဝကျွန်းပေါ်နဲ့မန္တလေးတိုင်းတွင်းကိုအထူးပြစ်မှတ်ထားပြီးစစ်ရေးအစီအမံတွေချမှတ်ပြီးတိုင်းမှုကစားတာမှုတွေနဲ့အစည်းအဝေးကျင်းပတိုင်းထည့်သွင်းပြောဆိုမှုပြုလုပ်ခဲ့ကြောင်းစစ်ရုံးနဲ့နှိစက်တဲ့သူတွေစီကသိရပါတယ် စည်ရင်းပြင်းထန်နေတဲ့ကချင်ရခိုင်နဲ့ကရင်ဘက်ကိုတော့ထဲ့သွင်းဆွေးနွေးခြင်းမရှိသေးပေအဆိုပါနေမြေများကိုကားဆထမှုတွေကသာတီးတန့်စီမံချက်နဲ့ကင်တွင်ရမှာဖြစ်ပြီးနေမြေစုံမှုမှုပြုလုပ်နိုင်ခြင်းမရှိသေးတဲ့အညာမြေလက်ဒေသနဲ့ရခိုင်ဘကိုရိုင်းအဆက်အီယာဝရီရခိုင်အဆက်တို့ကိုအဓိကပြတ်မှတ်ထားပြီးစည်ရင်းအချိန်မြင့်ဖို့စီမံနေခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာစစ်ကောင်စီကစကိုင်းတိုင်းမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်နဲ့မြဝကျွန်းပေါ်ရှိအင်ကပူလေးမျက်နာတို့ကိုနှီးစင်လေးချောင်းမှာပုံကျဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ ြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာသူတွေကြောင်းနိုင်ငံခြားငွေစည်းမြင့်တက်တယ်လို့အကြမ်းဖက်မင်းအောင်လိုက်ပြစ်တင်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံတွေကိုလေကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေကြောင်းနိုင်ငံခြားငွေသုံးစွဲမှုအများပြားပြီးနိုင်ငံခြားငွေစည်းမြင့်တက်နေကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုက်ကပြောဆိုပြန်ပါတယ်။မင်းကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာ၎င်းကထပ်ပါတိုင်းပြောဆိုလာတာပါ။မြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိ73စီတွေကိုတင်သွင်းနေရကြောင်းလောင်စာစီသုံးစွဲမှု short ော့ချနိုင်ဖို့အတွက်နေ့ရက်စဉ်စွမ်းရည်သုံးဖို့တောင်းရင် EV တင်သွင်းမှုတွေကိုခွင့်ပြုပေးထားတော့လေနိုင်ငံသားငွေလိုအပ်ချက်များရှိတဲ့အတွက်ကန့်သက်ချက်ရှိကြောင်းကုန်သွယ်မှုပုံငွေပြနေတော့လေအခြားသုံးစွဲမှုများအနှုတ်များများပြားမှုရှိနေတာကြောင့်နိုင်ငံသားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေနဲ့နိုင်ငံသားငွေသုံးစွဲမှုများများပြားလျက်ရှိကြောင်းမင်းအောင်လိုင်းကဆိုပါတယ် UNFCCI မှစီးပွားရေးလုပ်ငန်းရှင်တအုပ်ကနိုင်ငံသားငွေတန်ဖိုးမြင့်တက်နေရလို့ဆိုတော့လဲစကောင်စီကအလွန်အမင်းထိန်းချုပ်ထားလို့လက်ရှိအမေရိကန်ဒေါ်လာလေးငွေကျပ်4400ဝန်းကျင်မှာညှိနေခြင်းဖြစ်ကြောင်းပြည်တွင်းမှာစစ်တပ်ကသွင်းကုန်များကိုပိတ်ပင်ထားခြင်းကားတင်သွင်းခွင့်များပိတ်ပင်ထားခြင်းအစရှိရဒေါ်လာငွေကုန်ပေါက်တွေကိုပိတ်ပင်ထားလို့သာလက်ရှိကုန်သွယ်ရေးပုံငွေပြနေတယ်လို့ဖြစ်နေခြင်းဖြစ်ကြောင်းလက်တွေ့မှာပြည်တွင်းစီးပွားရေးတခုပြိုလဲလျက်ရှိကြောင်းသုံးသပ်ပြောဆိုပါတယ်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေ2021ခုနှစ်အာဏာသိမ်းခရဲကထွက်နေတာအခုဆိုဘာမှတော့တိမ် မကြံတော့ဘူးတိလဝါစိတ်ကန်းတဲ့စက်မှုဆောင်ကလည်းဂျပန်ကုမ္ပဏီရဲ့ထွက်ပို့လုပ်နေကြပြီဆိုတော့ပြည်တွင်းမှာနိုင်ငံသားပြည်ပရင်းနှီးမြှုပ်နှံမှုမရှိတော့ဒေါ်လာဝင်ကမရှိသလောက်ပဲအခုဒေါ်လာရနေတာကတဘာဝတန်ငွေနဲ့ရှင်းနံကပဲအတိအကျရှာနေတာနောက်တစ်ခုကပြည်ပအလုပ်သမားနဲ့တင်မောသားတွေစီကဒေါ်လာဝင်တာတွေရှိတယ်ပြည်တွင်းမှာသွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်ကားတင်သွင်းခွင့်ပိတ်ထားတယ်အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးကရက်နေတယ်ပြိုနေတယ်စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်ဒေါ်လာစီးမတက်ရအောင်ကုန်သွယ်တွေဖမ်းနေတယ် ဒေါ်လာဝင်ရောင်းနေထောင်ချတဲ့ဒါကြောင့်ဒေါ်လာဒေါ်လာ4400ကျပ်ဝင်းကျင်မှာညှိနေတယ်လို့ပုံစံရှိတယ်။တကယ်ကဘာမှအလုံးမဖြစ်လို့ငွေစင်းကမှတ်လုံမရှားဖြစ်နေတာပြည်တွင်းမှာငွေရှိသူမှန်သမျှအနည်းဆုံးထိုင်းလောက်မှာကွန်တိုဝယ်ပြီးထွက်သွားနေကြတယ်။ရှိသမျှပိုင်ဆိုင်မှုကိုထိုင်းဘက်ထိနီလန်းမျိုးစုံနှိမ့်ထုတ်သွားကြတယ်။ပြည်တွင်းစီးပွားရေးကဘာမှလုံမရလို့တဖြည်းဖြည်းပြိုနေတာကြာပြီလို့ UNFCCI မှာစီးပွားရေးသမားကရှင်းပြပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးအဲ့ဒီကော်မတီကိုမြထုံးကဦးဆောင်ကနိုင်ငံသားငွေတုံးစွမှုမှန်သမျှ များကိုထိန်းချုပ်ချုပ်ကန်ထားကြောင်းဒါကြောင့်နိုင်ငံသားငွေအသုံးပြုနိုင်တဲ့တွင်းကုန်ပါမစ်အကြောင်းဝယ်များလည်းအကြီးအကျယ်ဖြစ်ထွန်းလာပြီးတွင်းကုန်ပါမစ်များကိုလည်းမရောင်းနိုင်ရသားဖြစ်သူအောင်ပြေဆောင်ပါဝင်ဘူဇုံတိုင်ဝိုင်းကအထူးကရောင်းချနေကြကြောင်းရန်ကုန်စီးပွားရေးတိုင်ဝိုင်းကဆိုပါတယ် နောက်ထပ်တပုံးနေတဲ့ကြောက်ဖြူကိုစစ်ကောင်စီအပြင်းထန်ကာကွယ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရင်းနှီးမြှုပ်နှံမှုရေနက်စိုက်ကန်စီမံကိန်းရှိတဲ့ကြောက်ဖြူမှာစစ်ကောင်စီတပ်နဲ့အောက်ရခတပ်တော်အီလိုနှစ်ဖက်အပြန်လန်လက်နက်ကြီးများပစ်ခတ်နေပြီးတိုက်ပွဲပြင်းထန်နေရလို့သိရပါတယ်။တညရီရေတပ်စခန်းကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်မှာလည်းထိုးစစ်ဆင်မှုတွေဇက်တိုက်လှုပ်ဆောင်နေရလို့အောက်ရခတပ်တော်အေအေနဲ့နှိစက်တဲ့အမျိုးသားတအုံးကဆိုပါတယ်။ အခုအချိန်ဒီကတိုက်ပွဲကနေတိုင်းနေပါရှိနေတယ်။စားကားစားဘက်ကလည်းအပြင်းထန်ကာကွယ်နေတယ်။စစ်အင်အားထပ်တိုးချဲ့ထားတာတွေလည်းအခုရက်ပိုင်းပိုလုံနေရဲ့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေရလဲရှိတယ်လို့၎င်းကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့တညောက်ရီရေတပ်ဌာနချုပ်မှ၎င်းဂုံချွင်ကျေးရွာနီးမှာတက်ချထားတဲ့ကာမရ943ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်အနီးအနားကျေးရွာများမှာဒေသခံများဘီလွန်ရကိုတင်းရှောင်နေကြရပါတယ်။ဒါအပြင်ကြောက်ဖြူမျိုးမှာငွေကြေးအဆင်ပြေသူတွေကရန်ကုန်နဲ့အခြားမြို့ကြီးတွေကိုထွက်ပြေးတင်းရှောင်နေကြ ပြီးနွမ်းပါးတဲ့မိသားစုဝင်အနေငယ်သားမျိုးမှာကြန့်ရှိနေပါတယ်။စစ်ကောင်စီကလည်းမျိုးဝင်ထွက်တွေကိုကန့်သက်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ကြောက်ပြူမျိုးနီးတိုက်ပွဲပြင်းထန်နေတဲ့ကြီးပါရဖြစ်တဲ့ကလပါကုန်းချိန်အရှိမင်းတက်တောင်းနဲ့တစ်ပုတ်တောင်းစားတဲ့ကြီးရများမှာဒေသခံတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ဘေးလွတ်ရာကြီးရတွေကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ရခိုင်ကကြောက်ပြူမှနီးစပ်ရာကြီးရတွေကိုထပ်ပြေးတိမ်းရှောင်နေသူ2000ခန့်သာရှိကြရမှာအခုဆစ်ရှောင်ဦးရီ4000ခန့်တိရှိလာတယ်လို့ကြောက်ပြူဒေသခံအသက်20ရွယ်အမျိုးသမီးတအုပ်ကဆိုပ ါပါတယ်။အဲ့ဒီလိုတိုက်ပွဲမဖြစ်ပွားတဲ့ကြေးရွာများကိုထွက်ပြေးတင်းရှောင်နေခြင်းနဲ့ဝင်ငွေအတိတကျရှာဖွေဖို့ခက်ခဲနေခြင်းညောင်းစားဝတ်နေရခက်ခဲများကြုံတွေ့နေရတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းမှာစစ်ကောင်စီကခလာရ34ခမရ943ခမရ940နဲ့အမှတ်30နဲ့ရဲတပ်ရင်းနဲ့တညရီရေတပ်ဌာနချုပ်တို့တပ်ဆွဲထားပါတယ်။ အာရခတက်တော်အင်းကရခိုင်ပြည်နယ်မှာတိမ့်ပိုက်ဖို့ကြောက်ပြူစစ်တွေနဲ့မအောင်လူကိုသာကြံရှိနေပြီးအဆိုပါမျိုးတွေကိုလက်လွတ်ဆုံးရှုံးမှုမဖြစ်စေဖို့စစ်ကောင်စီကအပြင်းထန်ကာကွယ်နေခြင်းဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စာတင်ကြောင်းတွေဘုံပတ်ကျင်းနေတဲ့စစ်ကောင်စီကပညာရေးကိုမဖျက်ဆီးဖို့ပြောလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရှိစာတင်ကြောင်းတွေကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့စစ်ကောင်စီကတော်လိုင်းအင်အားစုတွေကိုအကြမ်းဖက်သမားလို့တုံ့နှုံပြီးပညာရေးကဏ္ဍကိုမနှောက်ယှက်ဖို့စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်းကပြောလာပါတယ်။မေလ19ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစိုးရဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ကအမှားစကားပြောကြရမှာပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကပညာရေးကဏ္ဍကိုနှောက်ယှက်ဖျက်ဆီးမယ်ဆို ပါကအဲ့ဒီဒေတာတွေအနေနဲ့အခြားဒေတာတွေရဲ့နောက်မှာကြံခဲ့မှာဖြစ်တယ်လို့ပညာရေးကဏ္ဍကိုနှောက်ယှက်ဖျက်ဆီးခြင်းကမိမိတို့အနာဂတ်ကိုဖျက်ဆီးနေတာဖြစ်တဲ့အတွက်အသိရှိဖို့လိုအပ်တယ်လို့သူအဖြစ်ကိုဖုံးကွယ်ပြောဆိုခဲ့တာပါ CDN ဆီယာမတအုံးကတော့စစ်ကောင်စီကသူတို့ကိုယ်တိုင်ဘုံပတ်ကျဲပြီးအခုလိုပညာရေးကဏ္ဍကိုမနှောက်ယှက်ဖို့ပြောနေတယ်ဆိုတာဟာပြောင်းလဲနေတာဖြစ်တယ်လို့ဝေဖန်ပါတယ်စစ်ကောင်စီကစာသင်ကျောင်းတွေကိုဘုံပတ်ကျဲနေတာဒါကနိုင်ငံတကာကလည်းသိပြီးလူတွေလည်းအကုန်လုံးပြည်သူတွေလည်းသိတယ်ပေါ့နော်အကုန်လုံးသိပြီးတော့မှသူကတခါပြန်ပြီးတော့ပြော ောနေသေးတယ်ဆိုတော့ဖြောင်းလင်းနဲ့ဖြောင်းကြီးနယ်လို့ဆိုပါတယ်စစ်ကောင်စီနေနဲ့စည်ရေးပြမမဟုတ်တဲ့စာတင်ကြောင်းတွေပုံကျဲပြီးចောင်းသားចောင်းသူတွေကိုတိုက်ခိုက်တပ်ဖြတ်တာကចောင်းသားចောင်းသူတွေကိုစာတင်ကန်းနဲ့မဝင်နိုင်အောင်လုပ်တာဖြစ်ပြီးအနာဂတ်မှာပညာတတ်မရှိအောင်လှုံ့ဆော်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ် ပညာရေးကဏ္ဍကိုမဖြတ်စည်းဖို့ပြောလာတဲ့စစ်ကောင်စီကပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပန်ရင်မြို့နယ်အိုးထိန်တွင်ချင်းရွာရှိစာတင်ကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆရာဆရာမတွေအပါအဝင်ကလေးငယ်24ဦးသေဆုံးခဲ့ပါတယ်စစ်ကောင်စီတပ်ကလေကျောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့အိုးထိန်တွင်ချင်းရွာစာတင်ကျောင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနလက်အောက်ခံကြားကာလပညာရေးကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်မွန်ပြည်တော်လိုင်းအတက် MSRF ပြောခွင့်ရနိုင်ငံကကတော့စစ်ကောင်စီကပညာရေးကဏ္ဍကိုမနှောက်ယှက်ဖို့ပြောဆိုနေပြီးမြဲသူတို့ကိုယ်တိုင်စာ သင်ကျောင်းတွေကိုပြစ်မှတ်တာတိုက်ခိုက်တာကလူအခွင့်အရေးနဲ့နိုင်ငံတကာဥပဒေကိုဖျောက်ဖျက်တာဖြစ်တယ်လို့အင်မတန်ဆိုးရွားတဲ့အကြမ်းဖက်မှုဖြစ်တယ်လို့ပြောပါတယ်။တိုက်ပွဲတွင်းမှာစေယုံနဲ့စာသင်ကျောင်းကိုပြစ်မှတ်ထားခွင့်မရှိဘူးလို့ကုလသမဂ္ဂကထုတ်ပြန်ထားတာရှိရင်စာသင်ကျောင်းကိုတိုက်တယ်ဆိုတာကလူအခွင့်အရေးကိုကြီးမားစွာချိုးဖောက်တာဖြစ်ပြီးတော့နိုင်ငံတကာကသဘောတူညီထားတဲ့ဥပဒေကိုဖောက်ဖျက်ရာရောက်တဲ့စာသင်ကျောင်းကိုပုံကျဲတာတိုက်ခိုက်တာကအကြမ်းဖက်အင်မတန်မှကြီးပြီးဆိုးရွားတဲ့အကြမ်းဖက်မှု၆ခုတည်းကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကအခုလိုစာသင်ကျောင်းတွေကိုရည်ရွယ် ်ချက်ရှိရှိတိုက်ခိုက်တာဟာပြည်သူတွေကိုတော်လန်ရင်အင်အားစုတွေနဲ့မပူးပေါင်းနိုင်အောင်ကြောက်လန့်တာဖြစ်တယ်လို့နိုင်ငံတကာဖိအားမခံရအောင်လဲဆိုရှယ်မီဒီယာတွေကနေတဆင့်ပြောင်းလဲနေတာတွေလှုပ်ဆောင်နေရလို့သူကဆက်ပြောပါတယ်။စာတင်ကြောင်းတွေကိုပုံပတ်ကျင်းနေတဲ့စစ်ကောင်စီကတော့ပညာတတ်လူသားအရင်းမြစ်ကောင်းတွေမဖြစ်မနေဖော်ဆောင်ပေးရမှာဖြစ်ပြီးပညာတတ်တွေရှိမှသာလေနိုင်ငံနာကအတွက်စိတ်ချရမှာကိုအမြင်ခံယူထားဖို့လိုအပ်တယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ2023ခုနှစ်ဇန်နဝါရီတရနေ့မှာအခုနှစ်မေလ12ရ က်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား3000ကျော်တိဆုံပြီးအဲ့ဒီတည်းကစတင်ကျောင်း240ကျော်ပုံကျဲတိုက်ခိုက်ခံရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။